အခုဒီဗီဒီယိုကတော့ lobby ဒဇင်ဦးအတွက်အထူးသဖြင့်လုပ်ထားတဲ့ဗီဒီယိုဖိုင်ဖြစ်တယ်ဆိုတော့ဒီဗီဒီယိုကိုကျွတ်ဆက်မပြောခင်မှာဗီဒီယိုတော်တော်လေးကိုအရင်နားထောင်ကြည့်ရအောင်နော်အဲဒါနဲ့ကြောက်တော့လေမင်းမနေပါဘူးအေးအေးအေးဒီကြီးသားဒဇင်ဦးဖန်ဟာလားဒဇင်ဦးကောင်းလေးလုပ်ချင်တာဟာလားဟိုကတထဲဝင်မှာပြတ်ကြိုက်မှာလို့ပြောတာဟာလားဟိုက surprise ကဘယ်နှခါပေးရအောင်နှခါဘယ်ဟိုကဘယ်နှခါပြောမင်းပြောတတ်ဘူးလားဘာတွေပေးရအောင် န်းစီးရဲ့လက်စုံစီးပန်းစီးရဘလောက်ပန်းစီးရဘလောက်တော့ပတ်စံပန်းစီးရဘလောက်ဟမ်ပန်းစီရ6သိန်းပဲလက်စုတ်ကရ73သိန်းအခုကလည်းအဲ့တနင်္ဂနွေနေ့အဲ့နေပြော်သွားမှာမန်လေးတနင်္ဂနွေမန်လေးကမန်လေးကဆောင်းပါနားကြုံပါဟောဟေးဟုတ်ပြီဟုတ်ပြီဒီဗီဒီယိုပိုင်းတွေ့လို့ရှိရင်မသစင်ဦးရေခင်ဗျာကောင်းလေးလဲလားခေါ်ဦးနော်တိုးတိုးစီကြအောင်လေဒီဗီဒီယိုထဲမှာပါတဲ့ကောင်းလေးကကျတော့ကချင်ပြင်းနဲ့တနင်္ဂနွေကဖြစ်တယ် သူကတော့အခုအသက်20ဝန်းကျင်လောက်ပဲရှိသေးတယ်။နေထက်နိုင်ဆိုတော့ကောင်းလေးဖြစ်တယ်။သူကဒဇင်ဦးနဲ့ဘေးတုံးကကြိုက်နေတယ်လေဆိုတော့မသိဘူး။ဒါပေမဲ့သူကအခုဒဇင်ဦးကိုအရန်ကြိုက်တယ်။တတိုင်းမှာနေပြီးမှသူကအာရွှေရလုတ်ကိုလုတ်တယ်။သူ့ရဲ့လုတ်ခတ်တွေကိုစုပြီးမှဒဇင်ဦးရဲ့မွေးနေ့တုန်းက6သိန်းခွဲတန်ပန်းစည်းနစည်းကိုပေးခဲ့တယ်။73သိန်းတန်လက်စွပ်ကိုလည်းဝယ်ပေးခဲ့တယ်။ ်တစင်ဦးအတွက်ဆိုတော့တစင်ဦးကသူ့ကိုပြောထားတဲ့ဥစ္စာကနင့်စစ်တပ်ထဲကိုဝင်လို့ရှိရင်နင့်ကိုငါပြန်ကြိုက်ပေးမယ်ဆိုတဲ့အာစကားကိုပြောထားခဲ့တဲ့အတွက်ကြောင့်အခုသူကတော့တနိုင်းကနေမှမန်လေးအထိနော်125ဆိုင်ကင်နဲ့လာခဲ့တယ်ဆိုတော့ဒဇင်ဦးကမန်လေးမှာလာကြုံပဲပေါ့နော်ဆိုတော့ဒဇင်ဦးရေဒီမှာနင့်ရီးစားကိုလေအခုတော်လာရေးပြီးဖမ်းထားတယ်၆ပုတ်ထဲမှာထည့်ထားတယ်ဘယ်လိုလုပ်မလဲနော်ဆိုတော့ နင်းလာရွေးမလားဘလို့လုံးမလဲဒီကောင်လေးကိုအခုလောလောဆယ်တော့ကျတော်တော်လိုင်းရဲနေချောက်ပုတ်ထဲမှာထည့်ထားတယ်ဆိုတော့အခုဒီကောင်လေးသူ့ကိုဖမ်းမိတာတော့အော်တိုဘာလ9ရက်နေ့ခုနှစ်နာရီဝန်းကျင်မှာဖမ်းထားတာဆိုတော့သူကတော့ရွှေဘုံမန်းလေးဘူဟာလမ်းပိုင်းမှာ125ဆိုင်ကယ်နဲ့ 6နာရီကျော်မှသူကမောင်းလာခဲ့တယ်ဆိုတော့တော်လန်ရဲတွေဘက်ကနေမှမတိန်ကာလို့ဖမ်းပြီးမှစစ်ဆေးခဲ့တဲ့အခါမှာတော့ lobby ဒစင်ဦးရဲ့ရည်စားဖြစ်နေတယ်သူရဲ့ဖုန်းထဲကအတမ်ဖိုင်ကိုနားထောင်ကြည့်တဲ့အခါမှာလေသူဝေပေးခဲ့တဲ့6သိန်းခွဲတန်ပန်းစင်းစီနဲ့ 73တင်းတာလက်စုပ်ကိုလည်းဒဇင်ဦးကနေမှကြေကြေနက်နက်နဲ့လက်ခံထားတယ်ပြီးလို့ရှိရင်လည်းမန်းလေးထိလာကြိုမယ်စစ်တပ်ထဲဝင်လို့ရှိရင်သူ့ကိုပြန်ကြိုက်ပေးမယ်ဆိုတဲ့စကားအတန်တွေလည်းထည့်ထားတာရှိတယ်ဆိုတော့အခုဒီကောင်လေးကတော့ဒဇင်ဦးကိုကြိုက်လို့စစ်တပ်ထဲဝင်မယ်ပြီးရင်ဒဇင်ဦးကလည်းအပြစ်ပေးမယ်ဆိုတော့အခုဒီကောင်လေးကဒဇင်ဦးကိုအရင်တွေ့မယ်တွေ့ပြီးမှသူကစစ်တပ်ထဲဝင်ဖို့ရန်အတွက် တနိုင်ကနေမှအာမလျှော်တော့အချစ်တစ်ခုနဲ့ပဲသူသွားခဲ့တာဖြစ်တယ်ဆိုတော့တဇင်ဦးရေအခုနေ့ရဲ့ရီးစားကိုလာခဲ့ပါဦးနော်သူကတော့နေ့ကိုဟိုတင်6သိန်းခွဲတိုင်ပန်းစည်းနှစည်းလေးပေးထားပြီးသားနော်ဆိုတော့အချစ်တသက်အနေနဲ့လည်းလက်စွပ်လေးပေးထားပြီးသားဘလို့လို့မလဲအခု6ပုတ်ထည့်ရောက်နေပြီတော်လန်ရေးကြီးရဲ့လက်ထဲမှာရောက်နေပြီလာရွေးလေပါဦးလို့ပြောချင်တယ်နော်ဆိုတော့အခုတဇင်ဦးကတော့လွယ်တာမဟုတ်ဘူးနော် ရန်ကုန်မှလဲမှနေပြီးတော့ဒီဘက်မှနေပြီးတော့ကျတို့ကချင်ပြင်းနေတနိုင်းဘက်ကကောင်လေးကိုဘလိုမျိုးဆွဲထားတယ်လဲတော့မသိဘူးဒီအဖွားကြီးအတော်လေးတော့လေသားပဲเนาะဆိုတော့ဒီဗီဒီယိုကိုကြည့်မိတဲ့သူတွေတစင်ဦးရဲ့ရီးစားကိုတော်လိုက်ရဲတွေဖန်ထားပါတယ်ဆိုတဲ့အကြောင်းပြောပေးပါလို့ပြောချင်တယ်เนาะတိတ်သဘောကြတယ်